ားလုံးမင်္ဂလာပါဗျာเนาะအားလုံးပဲမင်္ဂလာပါเนาะမှကျွန်တော်ဒီ3ဆွန်းနဲ့ခုနဲ့เนาะ3ဆွန်းနဲ့ခုနဲ့မှာ9နောက်ပိတ်เนาะအဲ့9နောက်ပိတ်ကသူ့အောက်တစ်ပင်သူ့အပေးတစ်ပင်နှစ်ပင်အောက်မှာရှေ့ပေါင်း9လို့ရိုက်တယ်เนาะရှေ့ပေါင်း9လို့ရိုက်တယ်ဒါပထမကတ်เนาะဒုတိယကတ်က3ဆွန်းနဲ့ခုနဲ့ပြီးတော့2ဆွန်းနဲ့ခုနဲ့เนาะ2ဆွန်းနဲ့ခုနဲ့2ဆွန်းနဲ့ခုနဲ့မှာသူက9နောက်ပိတ်เนาะ မန်းတော့ဘိတ်ကိုသူ့အောက်သူ့ရဲ့ဘေးတစ်ပင်းနှစ်ပင်းအောက်မှာတစ်နှစ်နှစ်နှစ်ကအောက်မှာရှေးပေါင်းငါလို့ရိုက်တယ်နော်နှစ်ဆွနှစ်ခုနှစ်ပြီးတော့တစ်ဆွနှစ်ခုနှစ်နော်တစ်ဆွနှစ်ခုနှစ်မှာငါးနောက်ဘိတ်နော်အဲငါးနောက်ဘိတ်ကသူ့ရဲ့ဘေးတစ်နှစ်နှစ်နှစ်ကအောက်မှာဒုတိယချိန်မှာရှေးပေါင်းငါလို့ရိုက်တယ်နော်ကိုးနှစ်တစ်ချိန်ပေါ့နော်ကိုးနှစ်တစ်ချိန်ဆိုင်ပေါ့နော်ဟုတ်ပြီလားငါးနောက်ပိတ်တယ်နှင်းဥမှာနှင်းဥမှာငါးနောက်ပိတ်တယ် တနည်းနည်းနဲ့သွားလိုက်သူ့အောင်မှာဒုတိယအချိန်မှာရှေးပေါင်းကားလို့ရိုက်တယ်။ရိုက်ပြီးရတယ်သူကဘရိတ်ကိုထောက်တယ်။ဘရိတ်ကိုလို့ကြားတယ်ကြားပြီးရတယ်ကိုထိတ်ထွက်တယ်နော်။ဒုတိယကံမှာလည်းဒီတိုင်းပဲငါးနောက်ပိတ်တယ်နှူးမှငါးနောက်ပိတ်တယ်သူကနေတနည်းနည်းသွားလိုက်ဒုတိယပိတ်မှာရှေးပေါင်းကားကြားတယ်။ငါးနောက်ပိတ်ကြောင့်ရှေးပေါင်းကားကြားတယ်ပြီးရင်ဘရိတ်ကရှေ့အဲ့ဘရိတ်ရှေ့က၈ထိတ်လို့တက်ရိုက်တယ်နော်ပထမကတ်က၉ထိတ် ပထမကံမှာ break ကိုကိုထိဒုတိယကံမှာ break 6ကို8ထိနော်ဥတတိယကံမှာကြတော့သူက9နောက်ပိတ်နော်နှူးမှာ9နောက်ပိတ်တယ်9နောက်ပိတ်ပြီးရတယ်တနည်းနှစ်နှစ်သွားလိုက်အောက်မှာရှေးပေါင်း9ဒုတိယအချိန်မှာနော်ရှေးပေါင်း9လို့ရိုက်ပြီးရတယ်တဲ့သူကပထမကံမှာ break ကိုဒုတိယကံမှာ break 6အခုတတိယကံမှာ break ခွန်အိုက်ခွန်ကခွန်ထိပ်စီးတက်ရိုက်တယ်နော်ဟုတ်ပြီသုံးကအဲ့ဒီနှစ်ထဲမှာကျွန်တော်တို့က12ချိန်ကိုဖမ်းမှာနော်အဲ့လိုရိုက်ပြီးရတယ်တဲ့သူက9နောက်ပိတ်ရှေးပေါင်း9 ဘရိတ်ကူကကိုးထိတ်လို့ကြကြပြရတယ်အဲ့နှစ်ထဲမှာအဲ့နှစ်12ကြိမ်ကိုကျွန်တော်တို့ကဖမ်းမှာနော်ဒီ12ကြိမ်ကိုဖမ်းမှာ12ကြိမ်ကဏ္ဍကိုဖမ်းမှာနော်ဒီ12ကြိမ်ကဏ္ဍဒီတဲ့နော်အဲ့ဒီ12ကြိမ်ကဏ္ဍကြမယ်ကဏ္ဍအဲ့ဒီ12ကြိမ်ကြမယ်ကဏ္ဍသူ့ရှိတနည်းနှစ်နှစ်သုံးနှစ်၄နှစ်မြောက်တဲ့ဟာတဲ့နော်သူ့ရှိ၄နှစ်မြောက်တဲ့ဟာကဏ္ဍတကွနော်အဲ့ကဏ္ဍပြန်ထွက်အောင်အဲ့ကဏ္ဍဘယ်ကဏ္ဍလဲဆိုတော့သူက တုံညထိတ်စီရပုံသေးတုံညထိတ်စီရအောင်မှာကွာပေါင်းချင်းတုံညအဲကွာပေါင်းချင်းတုံညအောက်တစ်ပွဲနှစ်ပွဲကြုံမှာသူကသုံးထိတ်လဲပုံသေးနော်သုံးထိတ်ကပုံသေးသုံးပါဝါရှင်းနောက်ပိတ်လို့ထောက်လိုက်နော်သုံးနှစ်ပါဝါရှင်းနောက်ပိတ်လို့ထောက်လိုက်တဲ့အောက်ကဒီကနန်နော်အဲ့ဒီကနန်ဒီမှာသုံးထိတ်ရိုက်တဲ့အချိန်မှာသူကပရိလေးသည်တဲ့လေးခါတက်ရိုက်ပြီးတော့မှသုံးထိတ်စီရပုံသေးကြတာနော်ပရိလေးသည်လေးခါသုံးထိတ်စီပုံသေးနဲ့အဲ့သုံးမှာပါဝါ၈ထောက် ရှင်းနောက်ပိတ်သုံးထိပ်ကပေါ်ရှင်းနောက်ပိတ်ထောက်တယ်ရှင်းနောက်ပိတ်ကအောက်ကဒီကဏ္ဍเนาะအဲ့ကဏ္ဍမှာဒီ12ချိန်မှာလာကြပေးရတယ်เนาะအဲ့12ချိန်ကဏ္ဍအဲ့ကဏ္ဍကြတော့မယ်ဆိုရင်တူကနှစ်ဦးမှာ9နောက်ပိတ်8ပေါင်း9ဆိုပြီးတော့ frame ခန်းခဲ့တဲ့အတွက်သူကြတော့မယ်ဆိုရင်သူ့ဘေးမှာအဲ့ထိတ်ထောင်သုံးလုံးက9ပါတယ်เนาะထိတ်ထောင်သုံးလုံးက9 9ရဲ့ဘေးမှာကြတာเนาะသူ့ရဲ့အပေါ်မှာသူမကြခင်မှာဇောင်းခွန်ခံထားတဲ့ဆက်ခွန်เนาะဒီပေါ်မှာနောက်ထောင်သုံးလုံး6ကိုဇောင်းဆက်ခွန် စက်ခွန်ခွန်ကိုတသုံးလုံးစက်ခွန်ဖြတ်ပြီးကမှအိုက်တင်ကဒီနာခဏကြာနော်ဒါပထမကနော်အဒုတိယကမှလည်းဆိုဒီတိုင်းပဲနော်နှူးမှဒီမှာ9နောက်ပဲနော်9နောက်ပဲရှေးပေါင်း9အဲ့ရှေးပေါင်း9ဘရှိက6ထိပ်အဲ့6ထိပ်လို့တည့်ရဲလိုက်တာနဲ့အဲ့နှစ်ထဲမှာ12ချိန်မှကြာမယ်ခဏဒီခဏပေါ့နော် ဆက်နေချိန်မှာကြားမယ်ကဏ္ဍဒီကဏ္ဍသူ့ရှေ၄နှစ်မြောက်တည်းကနော်ပထမကတ်ကတော့သူ့ထက်၄နှစ်မြောက်တည်းက၁၂၃၄နှစ်မြောက်တည်းကကဏ္ဍနော်အဲ့၄နှစ်မြောက်တည်းကကဏ္ဍဘယ်ကဏ္ဍဖြစ်မလဲဆိုတော့သူညထိပ်စီကပုံသေးတဲ့နော်ဒီမှာကြာလာပြီသူကပထမကတ်ကလိုပဲသူညထိပ်စီကပုံသေးပထမကတ်မှာကွာပေါင်း၁၀ခုကွာပေါင်း၉ဖြစ်သွားပြီနော်ကွာပေါင်းကိုအဲ့ကွာပေါင်းကိုရဲ့အောက်တဘွဲနှစ်ဘွဲကျမှာ၃ထိပ်စီကပုံသေးတယ်နော်အဲ့၃ဘွဲပါပါ၈နောက်ပဲလို့ထောက်ထားတဲ့အောက်ကဒီကဏ္ဍပေါ့နော် ဒီကနေ့အဲ့၃ထိတ်ကြတဲ့အချိန်မှာလည်းပဲသူကဒီဗရိတ်၃ကိုတုံးခါထည့်ပြီးကမှ၃ထိတ်ကပုံသေးနော်အဲ့၃ဝင်ပါပါရှင်းနောက်ပြီးထောက်ပြီးကမှသူ့အောက်ကဒီ၃၆လေးဆိုတဲ့ကနေ့ကသူကတနည်းနည်းနဲ့၃နှစ်၄နှစ်နော်ခုနကကျွန်တော်ပြောတဲ့ဒီ၁၂ချိန်မှလာကြနော်အဲ့၁၂ချိန်မှကြတော့မယ်လည်းပဲသူက2ဦးက9နောက်ပြီးနဲ့ဖရိတ်ခံခဲ့တဲ့အတွက်သူ့ရဲ့ရှင်းနေမှာထိတ်ဆောင်သုံးလုံး9လို့ပုံသေးထောက်ထားရမယ်တဲ့နော်9ထောက်ပြီးမှသူ့ဘေးမှာကြတယ်အဲ့ကောင်ကြဖို့အတွက်ကိုလည်းပထမကတ်မှာနောက်ထောင်း6 ဒုတိယကမ္မနောက်ထောင်သုံးလုံးက၅ဖြစ်သွားပြီစက်ခွန်ဆောင်ပုံတွေထိုးတယ်နော်စက်ခွန်တောင်ပုံတွေထုတ်ပြီးကမ္မအဲ့အောင်မှာကြာနော်ဟုတ်ပြီဒါဒုတိယကတတိယကမ္မလည်းတိုင်းမယ်နော်နှူးမှာ၅နောက်ပိတ်တယ်၅နောက်ပိတ်တွင်တွင်ပိတ်မှာရှေးပေါင်းကသူ့မှာဘရိတ်ခွန်ခွန်အခွန်ထိတ်ကြပြီးအဲ့ဒီထဲက၁၂ကြိမ်ကဏ္ဍကိုကျွန်တော်တို့က၁၂ကြိမ်မှာကြာမယ်ကဏ္ဍကိုဒီကဏ္ဍကိုဖမ်းမှာနော်အဲ့ကဏ္ဍဒီတဲ့သူ့ရှေ့တနည်းနှစ်နှစ်သုံးနှစ်လေးနှစ်မြောက်တဲ့ကဏ္ဍမှာရတယ်နော်အဲ့လေးနှစ်မြောက်တဲ့ကဏ္ဍလေးနှစ်မြောက်တဲ့ကဏ္ဍဘယ်ကဏ္ဍဖြစ်မလဲဆိုတော့သူက ပထမကမှလို့ပထမကရှေ့နှစ်ကတုန်းကလို့ပဲเนาะတုံညာထိတ်ကပုံသေးခံလာတယ်။အဲတော့ပထမကမှကွာပေါင်းချင်း30ဒုတိယကမှကွာပေါင်းချင်း9ခုတတိယကမှကွာပေါင်းချင်း8เนาะအဲကွာပေါင်းချင်း8ကအောက်တစ်ပွဲနှစ်ပွဲကျော်မှမှသူက3ထိတ်ကိုပုံသေးရိုက်ခဲ့တာ3ထိတ်เนาะအဲ3ထိတ်ရိုက်တဲ့အချိန်မှလည်းပဲဒီပရိတ်တုံညာ9လစ်တိပရိတ်တုံညာဒီတုံညာခါးနဲ့တုံညာခါးနဲ့3ထိတ်ပုံသေးရိုက်တယ်အဲ3ထိတ်ကပါဝါ8နောက်ပိတ်ရိုက်လိုက်တာနဲ့အဲဥကကနန်း 2 3 5ဆိုတဲ့ကဏ္ဍเนาะဒီ2 3 5ဆိုတဲ့ကဏ္ဍသူ့ရဲ့တနည်းနည်းနည်း3နည်း4နည်းဒီနှစ်မြောက်ဒီနှစ်12ကြိမ်မြောက်တဲ့ကိုလာထွက်ပေးရမှာเนาะအဲ့ကောင်ထွက်ဖို့အတွက်ကိုလည်းပဲရှင်းနှစ်ကစလုံးကလိုပဲနှစ်ဦးမှာ9နောက်ပိတ်ရှင်းပေါင်း9ဖရိန်ကန်ကလေးတွေတဲ့ထိတ်သုံးလုံးထောင်5ဆိုတော့ပုံသေးထောင်ထားရမယ်เนาะသူရှင်းနှစ်မှာเนาะထိတ်ထောင်သုံးလုံး5ပုံသေးထောင်ထားမယ်အဲ့ဒီ9ရဲ့ဘေးမှာကြာမှာเนาะအဲ့ကြာမဲ့ချိန်မှာလည်းပဲပထမကက်ကထိတ်ထောင်သုံးလုံးက 6ဒုတိယကတ်မှာထိထောင်သုံးလုံး5အခုတတိယကတ်မှာထိထောင်နောက်ထောင်သုံးလုံးပြောတာเนาะပထမကတ်မှာနောက်ထောင်သုံး6ဒုတိယကတ်မှာနောက်ထောင်သုံးလုံး5အခုတတိယကတ်မှာနောက်ထောင်သုံးလုံး4လို့ထောင်တယ်ထောင်ပြီးရနဲ့စက်ခုံပုံတွေဖြတ်တာเนาะပထမကတ်မှာစက်ခုံဖြတ်တယ်ဒုတိယကတ်မှာလည်းစက်ခုံဖြတ်ပြီးဇောင်းဖြတ်တယ်เนาะတတိယကတ်မှာလည်းအခုစက်ခုံဇောင်းဖြတ်ထားတယ်5သုံးလုံးထိထောင်သုံးလုံးထောင်5လည်းထောင်ထားတယ် စက်ခွန်ဆောင်လည်းပုံတွေဖြတ်ထားတယ်နော်အဲ့ဒီမှာအိုက်2 5 3ဆိုတဲ့ခဏကသူကကြာခိုင်းတာနော်ဒါပေမဲ့အိုက်2ထဲမှာတခြားအိုက်2ထဲကခဏတစ်ခွက်လိုက်ထွက်ထားတာရှိသေးတယ်နော်တနေ့နော်ဒါပေမဲ့အခုလိုရင်းကိုပဲကျွန်တော်ရှင်းပြလိုက်တာနော်အဲ့တော့253နော်ဒီ253ဒီဘက်မှာလာကြာမှာနော်253အာပေါ့နော်253အာပေါ့အတူက253အာစနစ်နော်ကျွန်တော်ကတော့အဲ့ဒီကောင်ကို ငါးထိတ်နဲ့ကြိုက်တော့ကျွန်တော်ကတော့ငါးထိတ်နဲ့ကြိုက်တယ်အဲ့တော့ငါးနှစ်သုံးနဲ့ငါးသုံးနှစ်ဆိုတော့ကဏ္ဍနှစ်ခွက်ကိုတင်းထိုးတင်းထိုးပြီးတော့ကျန်တဲ့အာကိုပါပါကာလိုက်ပေါ့နော်ဟုတ်ကဲ့အားလုံးမယ်နော်အခုလက်အကန်ကောင်းကြပါလိမ့်ဗျာနော်ခွက်လိုက်ပါနော်